နိုင်ငံဝန်ထမ်းတွေအနေနဲ့ဇနီးသားသမီးအမိခံပြီးပြင်ပစည်းပွားရေးလုပ်ငန်းတွေမှာလောက်ကင်ဆောင်ရွက်ခြင်းမပြုဖို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။ဝန်ထမ်းချင်းဝန်နိုင်ငံဝန်ထမ်းဥပဒေနဲ့ဤဥပဒေတို့အရဝန်ထမ်းတွေဟာမိမိလုပ်ငန်းတာဝန်နဲ့တိုက်ရိုက်ဖြစ်စေတွေ့ဝိုက်ဖြစ်စေဆက်ဆက်မှုရှိတဲ့စည်းပွားရေးလုပ်ငန်းတွေမှာပါဝင်ခြင်းမရှိဖို့ထုတ်ပြန်ထားတာပါ။ 2025ခုနှစ်မလ18ရက်နေ့ရက်စွဲနဲ့စစ်ကောင်စီရဲ့အကြောင်းကြားစာထဲမှာဝန်ထမ်းတွေဟာဇနီးသားသမီးအမိခံပြီးအခြားပြင်ပစီးပွားရေးလုပ်ငန်းများမှာလုပ်ကိုင်ဆောင်ရွက်ခြင်းမပြုရဘူးလို့ဆိုပါတယ်1940ပြည့်နှစ်အစိုးရဝန်ထမ်းများကျင့်ဝတ်နည်းဥပဒေ2004ခုနှစ်ဝန်ထမ်းကျင့်ဝတ်2023ခုနှစ်နိုင်ငံဝန်ထမ်းဥပဒေ2024ခုနှစ်ဝန်ထမ်းဤဥပဒေတို့ကိုသိရှိရမယ်လို့ဆိုတယ် ဒီအချက်အရနိုင်ငံဝန်ထမ်းတွေဟာအင်းအလုတော်ဝင်နဲ့ဆက်ဆက်မှုရှိတဲ့စီးပွားရေးလုပ်ငန်းတွေမှာဇနီးသားသမီးနာမည်နဲ့လုတ်ကင်လူမရဘူးလို့ဆိုပါတယ်။မော်တော်ဘီကီနဲ့ကညနာဝန်ထမ်းတို့ရဲ့ဇနီးသားသမီးတွေဟာမော်တော်ယာဉ်ရောင်းချတာတစ်တော်ဝန်ထမ်းတွေဟာတစ်ထုပ်လို့ရောင်းချတာမျိုးတွေမှာပါဝင်ခွင့်မရှိပါဘူး။နိုင်ငံဝန်ထမ်းတွေရဲ့ဇနီးသားသမီးတွေဟာအခြားပြင်ပစီးပွားရေးလုပ်ငန်းတွေမှာလုတ်ကင်ဆောင်ရွက်ခွင့်မပြုဘူးဆိုပေမဲ့အရေးယူမယ်ဆိုတာမပါဝင်ပါဘူး။မြန်မာပြည်ကစီးပွားရေးလုပ်ငန်း80ရာခိုင်နှုန်းဟာမကင်းရမကင်းကြောင်းတွေနဲ့လဲပတ်နေတာဖြစ်ပါတယ်။ အခုလိုအကြောင်းကြားစာပေးပို့နေတာတွေဟာအောက်ခြေနိုင်ငံဝန်ထမ်းတွေကိုအတိပေးတဲ့အကြောင်းကြားစာသဘောထားဖြစ်နေပါတယ်